ဧဘာသာစရိစမောဝဒကုတရာမင်္ဂလာပါဒီနေ့တော့ဂရီနီပြည်မှာလာမဲ့တောင်ရဲ့အတွင်နေရာကွက်ပြီးမိုးကြီးနေတဲ့တည်။ BBLA စစ်တပ်မှာတင်းနန်းသား3ဦးသေဆုံးတဲ့တည်နဲ့စစ်တုံးမျိုးပေါ်ကိုလေကြောင်းနဲ့ဘုံကျဲခံရပြီးအရက်သားပြည်သူတွေတေဆုံးမှုကိုဗိုလ်ချုပ်ကွန်မော်ဝေဖန်တဲ့တည်။စရဖရဲအဖန်ရဲ့ဒီနေ့စက်တင်ဘာလ30ရက်နေ့အတွက်နေ့စစ်တည်နေတွေကိုကြားရမှာပါ။ ာနိုင်ငံတဝမ်းခရနီပြည်အပါဝင်ကြံတိုင်းနယ်ပြည်နယ်တို့မှာဒီနေ့စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ2ရက်နေ့အထိ၃ရက်အတွင်းနေရာကွက်ပြီးမိုးကြီးလာတဲ့အပြင် လေပြင်းတိုက်ခိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့အမျိုးသားညွီအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကခန့်မှန်းထားပါတယ်။ အခုရက်သက်သက်ပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာအနောက်တောင်မုတ်တုံလေးကအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပြီးတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလည်းလာမယ့်အောက်တိုဘာလ3ရက်နေ့မှာလေဖြစ်အားနဲ့ရေဝန်တစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ MOHADM ကဆိုထားပါတယ်။မိုးလေဝသပညာကိုလေ့လာနေတဲ့ဦးဝင်းနိုင်ကလည်းစတင်ဘာလ28ရက်ည10:20မိနစ်အချိန်မှာတိုင်ဖုန်းမုန်တိုင်းပဟုက BNL ကန်းချီကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အောက်တိုဘာ3ရက်နေ့မနေ့2နာရီ30မိနစ်အထိမြန်မာပြည်မှာနေရအနက်မူးများနိုင်တယ်လို့နေရကွက်ပြီးမူးကြီးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မကွေးတိုင်းဒေသကြီးပခုတ်ခုမြို့နယ်အတွင်းအညာမြေတပ်ပေါင်းစုရဲ့စခန်းခွဲတစ်ခုကိုစစ်ကော်မရှင်တပ်ကစစ်တပ်လေထီပါရာမော်တာနဲ့ဘုံတီးချတိုက်ခိုက်ခဲ့တဲ့အတွက်တော်လရင်ရဲဘော်3ဦးကြာဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံကိုဘိုဘိုတက်စင်ကဖရဲအဖန်ကိုပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့9နာရီဝန်းကျင်မှာစစ်ကောင်မရှင်တပ်ကစစ်တပ်လေးကြီးနဲ့ဘုံနှလုံးကျေးချခဲ့တဲ့အတွက်အညာမြေတပ်ပေါင်းစုရဲ့စခန်းမှုလည်းဖြစ်တယ်လို့တပ်စိတ်မှုလည်းဖြစ်တဲ့ရဲဘော်တင်မင်း Corp of မြိုက် People Defense Force ကရဲဘော်ပလနဲ့ PI People Defense Force ကရဲဘော်နိုင်ဂျီကိုစောင့်ခဲ့တယ်လို့သိရပါဗျာ။ စောဆောင်ခဲ့ရတဲ့ရဲဘော်၃ဦးရဲ့ရုပ်အလောင်းကိုတော့မနေ့ကစက်တင်ဘာလ29ရက်မနေ့ပိုင်းမှာတော်လရေးပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေအတွင်းမိတ္တချူပေးခဲ့တယ်လို့သိရပါဗျ။ပမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPLA ကပေးတဲ့စစ်တင်တဲ့တစ်ခုမှာတေတန်းသား၃ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်မေလအတွင်းကတည်နှန်းသား950ဦးပါဝင်တက်ရောက်ခဲ့တဲ့စစ်တပ်နဲ့အပတ်စဉ်ခေါ်မှာတည်နှန်းသား3ဦးဟာလေ့ကျင့်သင်ကြားမှုပြင်ထန်တာရာသီဥတုပြင်ပြီးအပူရှက်တာတွေကြောင့်သေဆုံးခဲ့တာလို့ PPLA မှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ရဲဘော်ဟောင်းအချို့ထံကနေသိရပါဗျ။ PPLA ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်လေးလင်းကတော့ဒီကိစ္စဟာမှန်ကန်သောဖရက်အဖန်ကိုအတည်ပြုပါတယ်။ တည်တန်းသား၃ဦးမှာ၃ဦးဟာတည်တန်းကွင်းစည်းခန်းမှာဆုံးပါခဲ့ပြီးတော့၃ဦးကတော့အခြေအနေပြင်းထန်လို့ဆင်းရုပ်ပို့တဲ့အချိန်လမ်းမှာဆုံးပါခဲ့ကြောင်းကျန်တဦးကတော့ဆေးရုံတက်ပြီး၄ရက်မြောက်နေ့မှာဆုံးပါခဲ့ကြောင်းရဲဘော်လေးလင်းကပြောပါတယ်။ တည်တန်းသား၃ဦးဆုံးပါအမှုအတွက်တည်တန်းတာဝခံကိုရာထူးကနေရက်ဆိုင်ပြီးတက်ကနေထုတ်ပယ်ခဲ့တယ်လို့ PPLA ပြန်ကြားရေးတာဝခံရဲဘော်လင်းလင်းကဆိုပါတယ်။ဒါပေမဲ့ဒီလိုအေးအေးယူဆောင်ရွက်မှုတွေကိုမသိရှိခဲ့ရဘူးလို့ Federal FN ကမင်းမြန်စုံစမ်းခဲ့တဲ့ PPLA ရဲဘော်ဟာ၅ဦးကတုတ်ပြန်ပြောဆိုပါတယ်။ PPLA ရဲ့ပြန်ကြားရေးတာဝခံရဲဘော်လင်းလင်းကတော့လက်ချေးရေးတပ်ဖွဲ့တာဝခံကိုယ်တိုင်ကလည်း သူဥဆောင်လေ့ကျင့်ပေးတဲ့ရဲဘော်တွေထိခိုက်သေးဆုံးမှုအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိခဲ့တာဖြစ်လို့အချိန်အတော်ကြာစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးတိုက်ပွဲမှုယူခဲ့ရပြီးတော့ဒါနဲ့ပတ်သက်တဲ့အရေးယူမှုကိစ္စဟာလိုပဲအပ်တော်ကိစ္စဖြစ်တဲ့အတွက်တပ်ဖွဲ့ဝင်တိုင်းကိုပြီးမသိခဲ့ပဲအခုမှသာမဖြစ်တာလို့ထောက်ပြောရတာဖြစ်တယ်လို့ Federal FN ကိုပြောပါတယ် ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စသုံးမြို့ပေါ်ကို မနေ့ကမွန်းလွဲ3နာရီကျော်မှစစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါအဝင် အရက်သားပြည်သူ၈ဦးခန့်သေဆုံးတယ်လို့ဒေသတွေတည်အရင်မြစ်တွေထံကနေသိရပါဗျ။ပုံကျဲခံရတဲ့အတွက်ဒေသခံပြည်သူ၈ဦးခန့်သေဆုံးခဲ့တယ်လို့ဒေသတွင်တည်မီဒီယာတွေကကနဦးတည်ဖော်ပြနေကြပါဗျ။ ပုံကျဲခံရတာနဲ့ပတ်သက်ပြီး KIO ခေါင်းဆောင်တူဦးဖြစ်တဲ့ဘိုလ်ချုပ်ကွမ်မော်ကတော့မင်းတို့တို့လူမဟုတ်တော့ဘူးလို့သူ့ရဲ့လူမကွန်ရက်မှာရေးသားပြောဆိုထားပါတယ်။ဆက်သုံးမျိုးဟာလက်ရှိမှာဖုန်းလိုင်းအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့အတွက်ဆက်တွယ်ရေးလည်းခက်ခဲနေပါတယ်။မြန်မာနိုင်ငံစကိုင်းတိုင်းနာဂဒေသအတွင်းကမြို့နယ်တွေမှာအခွန်ကောက်ခံမဲ့အကြောင်း NSCNIM ဖွဲ့ကဒေသခံတွေစီကိုစာတစောက်ပေးပို့လာခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာဌာနချုပ်ထားရှိပြီးလှုပ်ရှားနေတဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောက်စီ INSCNIM ဖွဲ့ရဲ့ Eastern Flat အမေရတပ်ဖွဲ့ဟာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လှုပ်ရှားလာပြီးအခုလိုအခွန်ကောက်ခံဖို့စီစဉ်နေတာဖြစ်တယ်လို့ဒေတာခန့်အချို့ကအတည်ပြုပြောဆိုပါတယ်။စက်တင်ဘာလ25ရက်နေ့နေ့စွဲနဲ့ပေးပို့လာတဲ့အဲ့ဒီအကြောင်းကြားစာထဲမှာမြန်မာနိုင်ငံအတွင်းကနာဂဒေတာကိုနာဂဒေတာအရှိဖြာ Eastern Flat လို့သုံးနှုန်း ခေါ်ဝေါ်ထားပြီးတော့အဲ့ဒီဒေတာအတွင်းမှာနေထိုင်နေတဲ့နာဂလူမျိုးစုတွေနဲ့တခြားလူမျိုးစုတွေအားလုံးထဲမှာအခွန်ကောက်ခံမဲ့အကြောင်းဖော်ပြထားတာတွေ့ရပါတယ်။အခွန်ကောက်ခံမဲ့ဘောပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဖို့စာထဲမှာထက်တွင်ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ NSC NIM အဖွဲ့ဟာအိန္ဒိယနိုင်ငံအတွင်းကနာဂလန်ဒေတာမှာအခြေစိုက်လှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့2021ခုနှစ်အာနာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာမှ မြန်မာနိုင်ငံဖက်ချန်ကိုတက်ရင်တက်ဖွဲ့အချို့ဝင်ရောက်လာတာလို့ဒေတာတွင်ကနေစုံစမ်းသိရှိရပါတယ်မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်အုံချောရွာအနီးကရှစ်ထက်ရေတကုန်မှာပြုတ်ကျတည်ဆုံမှုတွေရှိနေပြီးတော့ပျောက်ဆုံးသူနှုတ်ဦးကိုကေစေရေးအဖွဲ့ဝင်တွေကဒီနေ့မှဆက်လက်ရှာဖွေနေတယ်လို့စေတနာမှုလူမှုကူညီရေးအသင်းအုံချောကအသိပေးထုတ်ပြန်ထားပါတယ်။ မနေ့ကစက်တင်ဘာလ29ရက်နေ့နေ့3နာရီအချိန်မှာရေတကွန်ကိုလာရောက်လေပတ်တူတွေထဲက9ဦးဟာတောင်ကျရဲ့အရှင်ကြောင့်ရီစီနဲ့မျောပါသွားပြီးတော့အမျိုးသမီး2ဦးတေဆုံးခဲ့ပြီးတော့အမျိုးသား2ဦးကိုအသက်ရှင်ရဲ့ကဲထုံနိုင်ခဲ့ကပျောက်ဆုံးနေတဲ့အမျိုးသမီး2ဦးကိုတော့ဆက်လက်ရှာဖွေနေစေလို့သိရပါတယ်လာရောက်အပန်းဖြေသူတွေဟာကိုပိုင်ကျောင်းတစ်ခုမှာစာတင်ကြပေးနေတဲ့နိုင်ငံခြားသားဆရာဆရာမတွေလို့သိရပြီးတော့ ရေတကူရဲ့အပေါ်ဆုံးအစ်စ်မာနိုင်ငံခြားအမျိုးသားတို့ကိုခြေကျိုးတန်ရနဲ့တေယူကေထုတ်ခဲ့ရာလက်ရှိမှာတော့ဈေးကူတမှုခံယူနေတယ်လို့သိရပါတယ်။ဒီနေ့စက်တင်ဘာလ30ရက်ဖရက်ဖိုင်ရဲ့နေ့စစ်တင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျမအေးနေပါရှင်။